မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ30ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအာမီပါ ရှမ်းမြောက်ဒေသတွေကကြောက်မဲမြို့ပေါ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီး၂ယောက်အပါဝဲအရက်သား၆ယောက်ဒဏ်ရာရခဲ့ပါတယ်။တန်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ကထိန်းချုပ်ထားတဲ့ဒီကြောက်မဲမြို့ပေါ်ကိုစစ်ကောင်စီတပ်ကဇွန်လ29ရက်နေ့မနေ့ကနေ့လယ်ပိုင်း၂နာရီခွဲလောက်မှာပေါ့လေ Jet Fighter နဲ့ဘုံနှလုံးကျဲခဲ့တာလို့ဆိုပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုကကြောက်မဲမြို့အထဲမှာရှိတဲ့ဒီရက်ွက်တစ်ထဲကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့ဒေသခံ နွေကပြောပါရယ်အရသား6ယောက်ထိမှန်ဒဏ်ရာရခဲ့တဲ့အပြင်အိမ်15လုံးနဲ့ဘုံကြီးကျောင်းတစ်ကျောင်းလည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်ဒါအပြင်ဂျွန်လာ29ရက်နေ့မှာပဲဒီည9နာရီလောက်မှာပေါ့လေ Jet Fighter နဲ့ဘုံ6လုံးထပ်ပြီးတော့ကျဲသွားသေးတယ်လို့လည်းတန်းတက်မလို့ TNL ကထုတ်ပြန်ထားပါရယ်ဂျွန်လာ24ရက်နေ့နဲ့ဒီဂျွန်လာ26ရက်နေ့တုန်းကဆိုရင်လည်းကျောင်းမဲမြို့ထဲမှာရှိတဲ့ဒီမြို့ပေါ်ရက်ွက်တွေကိုလေကျောင်းကနေဘုံကျဲတက်ခိုက်မှုတွေကြောင့်အရသား9ယောက်သေဆုံးခဲ့ပြီးတော့ကလ လေး၂ယောက်အပါဝင်16ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အိမ်50လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးသွားတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်ရဲ့ဒီတောင်ကုန်းမြို့နယ်တဲကနေဒီရန်ကုန်ကိုသွားတဲ့ရခိုင်ဒေသခံအယောက်30လောက်ဟာနဝရီစစ်စေးရေးဂိတ်မှာအဖမ်းခံလိုက်ရပါတယ်။တော်လန်းကနေချီလင်းနဲ့လာကြတဲ့ရခိုင်ဒေသခံအယောက်30ဝန်းကျင်ဟာ ြည်ခရိုင်တဲကနဝရီစစ်စေးရိတ်ကိတ်မှာအဖမ်းခံလိုက်ရတာလို့နီးဆက်သူတွေကပြောပါတယ်တန်ကုန်းမြို့နယ်တဲကဒီအာတန်လွယ်ချောင်းနောက်ပြီးတော့လက်ပံကျွန်းပြီးတော့ဒီရွာမတိုက်နယ်ကရခိုင်ဒေသခံအယောက်30ဝန်းကျင်ဟာဂျွန်လ18ရက်နေ့မှာရန်ကုန်ကိုသွားဖို့တော်လန့်ကနေလမ်းလျှောက်ပြီးတော့ထွက်လာခဲ့ကြတာလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဒီနဝရီစစ်စေးရိတ်ကိတ်မှာဂျွန်လ29ရက်နေ့တုန်းကအဖမ်းခံလိုက်ရတာလို့ဆိုပါတယ်ဒီရက်ပိုင်းမှာအဲ့ဒီက နေလွတ်လာတဲ့သူ3-4ယောက်လောက်ရှိနေပါတယ်။သူတို့တွေနဲ့တိုက်ရိုက်စကားပြောခွင့်ရဖို့ဒီမေးမြန်းခွင့်ရဖို့အတွက်စူးစမ်းနေပေမဲ့လည်းဒီနေ့ချိန်ထိတော့ဆက်သွယ်လို့မရသေးပါဘူး။နောက်ထပ်တစ်ပုဒ်ကတော့တအန်းတက်မတော် TNL ကဖမ်းထားတဲ့ဒီသူတွေပြန်ပြီးတော့လွတ်လာတဲ့အကြောင်းမှာတအန်းမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ကဖမ်းဆီးထိန်းသိမ်းခဲ့တဲ့88မျိုးဆက် ငင်းကြီးရင်နဲ့ပွင့်လင်းလူအဖွဲ့စည်းရဲ့တာဝန်ခံနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြန်လွတ်လာပြီလို့ဆိုပါတယ်။88မျိုးဆက်ငင်းကြီးရင်နဲ့ပွင့်လင်းလူအဖွဲ့စည်းတာဝန်ခံဒီဒေါ်ရီဆွေနဲ့အာမုံရွာခရိုင်ပကဖရဲဘော်9ယောက်ဟာဂျွန်လ28ရက်နေ့တုန်းကပြန်လွတ်လာပြီလို့နှိဆက်သူတွေကအတည်ပြုပြောဆိုပါတယ်။သူတို့တွေဟာကြောက်မဲမျိုးမှာအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ဂျွန်လ28ရက်နေ့တုန်းကဖက်တန်းသွားလာခွင့်မပါလို့ဆိုပြီးတော့ဖမ်းဆီးခံရတာလို့ ပါတယ်ဒေါ်ယီဆွေနဲ့မုံရွာခရိုင်ကပကဖရဲဘော်9ယောက်ကိုတည်င်းတပတ်ကျော်အကြာနမ်တူမျိုးမှာထိမ့်သိမ်းထားခဲ့တာလို့ဆိုပါတယ် UFC ပြိုင်ပွဲမှာတော့ချင်းလူငယ် fighter Joshua Van က flyweight တန်းကပြိုင်ဘက် fighter Brandon Driver ကိုတတိယအချီအထိရှင်းပြိုင်ပြီးတော့အတိုင်းအဆုံးဖြတ်နဲ့အနိုင်ရသွားတာကိုအားလုံးသိပြီးဖြစ်မှာပါကျတော့ American ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာဒီဒီပြိုင်ပွဲကိုကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်ဒီပွဲမှာအနိုင်ရသွားတဲ့ချင်းလူငယ် fighter Van ကဒီ champion နေရာအတွက်သူနဲ့ထိုးမဲ့သူကို စောင့်နေမယ်လို့ပွဲအပြီးမှာပြောသွားခဲ့ပါတယ်။ American ပြည်ထောင်စုမှာဒီ data center ချိန်အာဂျွန်လ28ရက်နေ့ညပိုင်းကကျင်းပတဲ့ပြိုင်ပွဲမှာ van က အချိန်ကပ်ပြီးမှလူစားတို့ရှင်းပြန်ကစားကြရတာပဲဖြစ်ပါတယ်ဒါပေမဲ့ van ကပြိုင်ဘက်ကိုတုံးချီမြောက်မှာလဲကြအောင်ထိုးပြီးတော့အနိုင်ယူခဲ့တာပဲဖြစ်ပါတယ် Brandon River ကိုအနိုင်ရသွားတဲ့ချင်းလူငယ် fighter van ကအခုတော့ UFC flying weight dan ရဲ့ဒီ champion ကိုစိန်ခေါ်ထိုးခွင့်ရသွားပြီဖြစ်ပါတယ် van ကအခုဆိုရင်ဒီ flying weight dan champion ကပတ်ပိုင်ရှင် အသက်35နှစ်အရွယ် Brazil fighter Pantoja နဲ့လာမယ့် ပီယံကပတ်ကာကွယ်ပွဲမှာ ထိုးသက်ရမယ်ဆိုတာကိုတော့ပွဲအပြီးမှာပဲကြေညာခဲ့ကြပါတယ်မြန်မာပြည်ပွားအမေရိကန်နိုင်ငံမှာကြီးပြင်းတဲ့သူဖြစ်တဲ့ချင်းလူငယ်ဖိုက်တာဗန်ကိုဂုံပြုကြောင်းချင်းမျိုးသားတပ်ဦး CNF ကလည်းတည်င်းလွာထုတ်ပြန်ခဲ့ပါတယ် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာပါဒီနိုင်ငံတကာသတင်းတွေကိုတော့ကျမတို့စီးပွားရေးနဲ့နိုင်ငံရေးနဲ့ဆက်ဆက်တဲ့သတင်းတပုတ်နဲ့ဆက်ရအောင်ပါကမ္ဘာနဲ့တဝမ်းမှာခေတ်စားလာနေတဲ့ TikTok application ကိုအမေရိကန်ကငွေကြီးချမ်းသာတဲ့သူတွေကဝယ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့အမေရိကန်သမ္မတ Donald Trump က Fox News ကိုပြောလိုက်ပါတယ် TikTok ကိုပီကင်းအခြေစိုက် Biden's ဆိုတဲ့တရုတ်ကုမ္ပဏီကပိုင်တာပါတရုတ်ပြည်တွင်းမှာတော့တရုတ် version နဲ့ဒီ ောင်းရင်းဆိုပြီးတော့ TikTok ကိုလှုပ်ထားကြပါတယ်2016ခုနှစ်မှာစပြီးတော့ထူထောင်ခဲ့တဲ့ဒီ TikTok ဟာရပ်ပေါင်း၂၀၀အတွင်းမှာပဲသုံးဆွဲတဲ့သူတန်း100ကျော်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့ American နဲ့ Britain အပါအဝင်ကမ္ဘာအနှံ့သုံးဆွဲသူတွေတဟုန်ထိုးတိုးသွားခဲ့တာပါ TikTok ကဒီပြိုင်ဘက်တွေကိုကြော်တက်လာပြီးတော့ထိတ်ဆုံးလူမှုမီဒီယာဖြစ်တဲ့ဒီ Facebook တို့နဲ့အပြိုင်ဖြစ်လာတဲ့အချိန်မှာတော့ TikTok ဟာ American ကကလေးတွေကိုပျက်စီးစေတယ်ဆိုတဲ့ဆွဆွ ွဲချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ Washington Post တင်းစာကြီးကတော့ Facebook ရဲ့ Meta platform အောင်းတွေကြားအဒီကဒီဂျာခန့် media လုပ်ငန်းတစ်ခုကိုငွေကြေးအများကြီးပေးပြီးတော့ TikTok က American ကလေးတွေနဲ့အဒီလူမှုအတိုင်းဝိုင်းကိုအနေဖြစ်စေတဲ့ဆိုတော့ media campaign တွေကိုလှုပ်ဖို့ငားရမ်းခဲ့တယ်ဆိုပြီးတော့2022ခုနှစ်မတ်လမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ TikTok ကိုအမေရိကန်မှာအသုံးမပြုဖို့တားမြစ်ချက် ထုတ်ပြန်ခဲ့ပြီးတော့သမ္မတ Trump ကအဲ့ဒီတားမြစ်ချက်ကိုဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။အခုတော့အမေရိကန်ကုမ္ပဏီတစ်ခုကဝယ်မယ်လို့သမ္မတ Trump ကထုတ်ပြောလာပါတယ်။အမေရိကန်ကုမ္ပဏီကဝယ်လိုက်ရင်တော့ဒီအမေရိကန်တွေကိုအန္တရာယ်မပြုစေတော့ဘူးလို့သတ်မှတ်ရမယ့်ပုံစံမျိုးဖြစ်လာတော့မှာပါ။ဒါပေမဲ့လည်း TikTok ကိုရောင်းမယ်ဆိုရင်တော့ပြီးခင်အစိုးရရဲ့ဒီသဘောတူညီချက်လည်းလိုမယ်လို့ဆိုပါတယ်။ TikTok သုံးဆမှုဟာ ြန်မာလူငယ်တွေကြားမှာဆိုရင်လည်းခေတ်စားနေပြီးတော့2024ခုနှစ်လေးလာတွေ့ရှိချက်အရသုံးဆွဲသူ16တန်းကျော်ရှိပြီလို့ဆိုပါတယ်။သုံးဆွဲတဲ့သူတွေထဲမှာဒီ68ရာခိုင်နှုန်းဟာအသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်လူလတ်တွေဖြစ်ကြပါတယ်။ ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေအကြောင်းဖြစ်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မှာတော့ဒီမြို့တော်ဘန်ကောက်မှာပေါ့လေထိုင်းဝင်ကြီးချုပ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့လူမှုဆန္ဒပြပွဲကြီးကိုစနေနေ့ကလုပ်ခဲ့ကြပါတယ်အဲ့ဒီမှာလူပေါင်းတသောင်းလောက်ပါဝင်ခဲ့ကြတယ်လို့ဒီသတင်းဌာနတွေကခန့်မှန်းကြပါတယ်အခမ်းအနားမှာတော့လက်ရှိဝင်ကြီးချုပ်ပေတုံတန်းရှင်နဝတ်ကိုနှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟာဟွန်ဆန်နဲ့စက ကားပြောဆိုတဲ့အခါမှာဒီထိုင်းစစ်တပ်နဲ့အကြီးအကဲတွေကိုဝေဖန်ပြောဆိုတဲ့အတွက်ထိုင်းတွေကဒေါသဖြစ်နေကြတာပါတဆက်ထဲမှာလည်းဒီလက်ရှိဝင်ကြီးချုပ်ရဲ့အဖေဖြစ်တဲ့ဒီအာသဆင်ရှင်နဝတ်ကိုလည်းဒီတစ္ဆာဖောက်အဖြစ်ဆွဆွဲထားကြပါတယ်လူထုဆန္ဒပြပွဲမှာတက်ရောက်ပြီးတော့ပြောကြတဲ့အထဲမှာဆိုရင်အရင်တုန်းကဝင်ကြီးချုပ်သဆင်ဒီရှင်နဝတ်လက်ထက်မှာအတိုက်ခံလုပ်ခဲ့တဲ့အာရှက်ဝါခေါင်းဆောင်တွေပါဝင်တယ်လို့သဆင် င်ဘက်ကတော့ရက်တီနေခဲ့တဲ့ဒီထက်ဆင်ဘက်ကနေပေါ့လေရက်တီခဲ့တဲ့အာရှက်နေခေါင်းဆောင်တချို့လည်းပါပါတယ်ရှက်ဝါခေါင်းဆောင်ကတော့ဒီစစ်တပ်ကတခုခုလုံမယ်ဆိုရင်သူ့အနေနဲ့ကန့်ကွက်မှာမဟုတ်ပေမဲ့ရေရှည်မှာတော့နိုင်ငံကိုအရက်သားတွေကပဲအုပ်ချုပ်ရမယ်လို့ပြောသွားပါတယ်မနေ့ပြန်အင်္ကာနေ့မှာတော့ဝင်းကြီးချုပ်အပေါ်ကျင်းဝင်းနဲ့မညီချောင်းအထက်လွတ်တော်အမတ်တချို့လက်မှတ်ထိုးတိုင်ကြားထားတဲ့ဒီတရားဆွဲဆိုမှုကိုလက်ခံပြီးတော့ကြားနာမယ်မကြားနာဘူးဆိုတာ ်ကိုဖွဲ့စည်းဖို့အခြေခံဥပဒေတရားရုံးကဆုံးဖြတ်မှာဖြစ်ပါတယ်။တချိန်တည်းမှာပဲအောက်လွတ်တော်ဥက္ကဋ္ဌကနိုင်ငံရေးပြစ်မှုကျူးလွန်သူတွေအပေါ်လူငယ်ချမ်းသာ권ဥပဒေကိုလက်ခံချဖို့အစိုးရနဲ့ဒီအတိုက်ခံတွေကိုတိုက်တွန်းလိုက်တယ်လို့ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။ဒါမှလည်းအမျိုးသားပြန်လည်တင့်မြတ်ရေးဖြစ်ထုံးမယ်လို့သူကပြောဆိုထားပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့ဒီခက်စားနေတဲ့ AI တွေအကြောင်းကိုပြောရအောင်ပါပြဿနာကတော့ AI တွေကလိမ်တက်လာတာဖြစ်ပါတယ်။တမိုင်းမှာကဘာကြီးကိုအပြောင်းလဲဖြစ်စေခဲ့တဲ့အခြေအနေတွေရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့ဆက်မှုတော်လှန်ရေးနဲ့အင်တာနက်ဖြစ်ပါတယ်။အခုနောက်ထပ်တစ်မျိုးကတော့ဒီနောက်ထပ်တစ်မျိုးတာဆူနေတာကတော့ AI လို့ခေါ်တဲ့ဉာဏ်ရည်တူဖြစ်ပါတယ်။မကြတော့မဲ့အနာဂတ်မှာ AI ကြောင့်လူမှုဘဝတွေအလုတ်ကင်တွေအပြောင်းလဲအကြီးကျယ်ဖြစ်လာမယ်လို့ ူတွေကခတ်မှန်းထားကြပါတယ်။အရင်အပြောင်းလဲကြီးတွေနဲ့မတူတာကတော့အခုတီထွင်ဖန်တီးလာတဲ့ AI ဟာသူ့ဘာသာသူအချက်လက်တွေကို စုဆောင်းပြီးတော့တိုးတက်အောင်လုပ်တက်လာတာဖြစ်ပါတယ်။လူတွေက AI ကိုအသုံးပြုဖို့စဉ်းစားနေချိန်မှာပဲတစ်ဖက်မှာလည်းဘေးအန္တရာယ်ပြုမဲ့အလားအလာတွေတွေ့လာရပါတယ်။ AI တွေဟာသူတို့ဘာသာသူတို့လေးလာတွေ့ရှိချက်တွေနဲ့လိမ့်တက်လာတယ်။နောက်ပြီးတော့လှည့်ပြားတာတွေလည်းလုတ်တက်လာပါတယ်။သူတို့ရဲ့ရည်မှန်းချက်ရဖို့ဒီချင်းချောင်းမှုတွေလုတ်လာတဲ့အထီကိုတွေ့လာရတာဖြစ်ပါတယ်။အခုနာမည်ကြီးနေတဲ့ ChatGPT ကိုတီထွင်လိုက်တဲ့ Open AI ရဲ့ဒီ O1 ဉာဏ်ရည်တူဟာဆိုရင်ပြင်ပစာပါတွေကအချက်လက်တွေကိုသူဘာသာသူဒေါင်းလုဒ်လုတ်တက်နေပြီးတော့အာဒါဟုတ်ပေါ့လေလူတွေကမိသွားရင်လည်း तू ကမလုတ်ပါဘူးဆိုပြီးတော့ ော့ပြောင်းလဲတက်ပါတယ်။နောက်ဥပမာတစ်ခုကတော့ပိုကြောက်ဆရာကောင်းပါတယ်။အဲ cloud 4ဆိုတဲ့ဒီနောက်ဆုံးပေါ်တဲ့ AI ဟာသူ့ကို ပါဝါပိတ်ဖို့လုပ်တဲ့အခါမှာပါဝါမပိတ်ဖို့ပြောပြီးတော့တကယ်လို့မလိုက်နာဘူးဆိုရင် သူ့ပိုင်ရှင်ရဲ့ဒီလူမှုရေးဖောက်ပြန်မှုတွေကိုဖော်ထုတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။မကြတော့တဲ့အနာဂတ်မှာတော့ဉာဏ်ရည်ရှိတဲ့လူတွေကပဲဉာဏ်ရည်တူတွေကိုထိမ့်ချုပ်နိုင်မလား။ဉာဏ်ရည်တူတွေကပဲသူတို့လှုပ်ချင်တာတွေကိုလှုပ်သွားမလားဆိုတာကို မြင်လာကြရတော့မှာဖြစ်ပါတယ်။ တင်းနဲ့မိသားကွန်ရဲ့ NMG တင်းဌာနကပတ်စဉ်တင်းလာနေရနေတောက်ကြနေအထည်ညတိုင်းမှာ ရုပ်သံတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။